အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူတူရာတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပြင်းဝိထုထဲမှာဝိထုတို့တပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပြင်းရန်ကုန်မြို့တွင် အထက်တန်းစားများကကိုပိုင်ကားများကို အသုံးပြုကြတယ်လူတအူးတယောက်ကကားတစ်စီးထားတဲ့အတွက်အပြင်းဆုံးကားဒရိုင်ဘာအတွက် တလ25ချက်တက်စီဆက်စီအတွက်90ချက် အသေးအဖွဲပြင်ဆင်ခြင်း10ချက်စုစုပေါင်း80-80အပူဖြုံးနိုင်မှထားကြတယ်ထို့ပြင် လူများထည့်၍မတွေ့သောစရိတ်တစ်ခုရှိသေးတယ်ထို့စရိတ်ကအခြားမဟုတ်၄တောင်တန်ကားတစ်စီးက၄နှစ်ကြာလျင်2000ရအောင်မနေပြောကြရမည်ဖြစ်တယ်ထို့ကြောင့်၄နှစ်တွင်တန်ဖိုး2000ရုပ်လျော့သောတစ်နှစ်900 တလလျင်40ကျော်ဇယိတ်ထွက်ကြောင်းသိရှိနိုင်တယ်။စုစုပေါင်းတော့လူတဦးတယောက်ကကားတစီအတွက်လာစဉ်100ကျော်အပူဖြုံးနိုင်မှတာရှိစီးနိုင်ကြမည်ဖြစ်တယ်။ရင်းမျိုးရာစပုတ်အုပ် SIE ဦးစောသိန်းကလွန်ခဲ့သောတလခန့်ကသူ့ရဲ့ ARB ကားတစီကို900နှစ်ရောင်းပြီး RC ကားတစ်ကြီးတစီကိုဝယ်ယူကကြွားကြွားရွာရွာနေထိုင်သူဖြစ်လေတယ်။ဦးစောသိန်းရဲ့လာကားကား တလလျင်80ကျော်မျှသာရရှိတယ်။သူ့ရဲ့အိမ်တွင်လည်းနေထိုင်စားသောက်သူကလေး၃ယောက်ရှိသေးတယ်။တချင်းဆက်ဆန်နီယာကနဒါသောအိမ်ထောင်ပရိဘောဂါတို့က ICS အရာရှိတို့ရဲ့အိမ်ခန်းထက်မညံ့ပေ။တို့ရှာရင်ဦးစောသိန်းကဆိုင်ရမအခိုင်အမာပြောနိုင်သောအိမ်လာကကြီးကြီးပေးနေခြင်းကိုကရှောင်ကျင်တယ်။ဒလ35ကျပ်ပေးရသောအခန်းဖြင့်တင်းတိမ်တယ်။တို့ရှာရင် လက80ကျော်ရသောရင်မျိုးရာစုတစ်ယောက်ကအပေကြောင့် RC ကားကြီးကို စီးနိုင်သည်နည်းဟုတွေးတော်က၎င်းရဲ့ငွေရှာပုံကိုသိရှိနိုင်တော်လေ။တို့ရာတွင်ဆိုင်ရာလူကြီးများက အဖြစ်ရလောက်အောင် လက်စုပ်လက်ကင်တက်တီတက်ကင်ရနှင့်မမိနိုင်သဖြင့်လစ်လျူရှုထားကြဟန်တူတယ်။အချို့သောအရာရှိများကပင်ဤကိစ္စမျိုးကအစိုးရကဥပဒေကြမ်းတစ်ခု ပြုလုပ်နိုင်မှဖြစ်ကြောင်းတို့ရာတွင် လက်စားရေးကိစ္စပပောက်အောင်ဥပဒေပြုဆဲဖြစ်သောအိန္ဒိယပြည် UP အစိုးရကပင်ဥပဒေကျမ်း၌လက်စားကြသည်တွင် အပြစ်ပေးရလောက်အောင်တည်တည်အခိုင်အမာရရှိဖို့ခဲယဉ်သည်ဟုအကြောင်းပြထားကြောင်းသူတို့လည်းထိုကဲ့သို့တွေ့ကြုံနေရကြောင်းများလောက်သာပြောဆိုကြသည်ထို့ကြောင့်လည်းမြမပြည်၌လက်စားမှုများအနှံ့အပြားဖြစ်ပေါ်နေတော့ရာဥစောသိန်းကအယံမြင့်မြင့်နှာရန်ပေါ်ပေါ်မျက်လုံးကောင်းကောင်း အသက်30ကျော်ခန့်လူတစ်ယောက်ကအမြဲချောင်းရွေနေသည်ကို နောက်မှသိရှိကြရလေတယ်။တညနိုင်ကညနာရီပြန်တစ်ချက်ခန့်အချိန်တွင် ရန်ကုန်တစ်မြို့လုံးတိတ်ဆိတ်ဆပြုလေတယ်။လမ်းပေးရှိတက္ကစီသမားများက လူတဦးတယောက်ဟန်ဟန်ပန်ပန်လမ်းလျှောက်သွားလျက်ဆရာကားရှင်မလားဟု မေးမြန်းကြတယ်။လမ်းမများတွင်တရထားဘက်စကားများတင်ဆက်ပြီးဖြစ်ရာ အလေကျူးသူ ကိစ္စထူးသော ကိုပိုင်ကားအငှားကားများသာတစည်းတလီလမ်းမကြီးမှပြေးလွှားလျက်ရှိကြတယ်။တမီးပွင့်ကြီးများလည်းလမ်းမကြီးများတွင် လင်းထိန်နေရာတမီးငယ်များကလမ်းငယ်များတွင်အရှောင်တောက်လျက်ရှိကြတယ်။အင်ဂျင်နက်ကာကီပေါင်းပြီးဝတ်ဆင်ထားသောရန်ကုန်ကလားပလိတ်များကလမ်းဘေးလမ်းတောက်များတွင် ပတ္တိယောင်စောင့်လျက်ရှိကြတယ်။တခါတည်းရန်ရေခဲအိုင်စကရင်ကလားတဦးတလီဟစ်တန်နှင့် ခေါက်ဆွဲဆံပြုတ်ဖတ်ထုတ်ရောင်းသော တရုတ်ရဲ့တောက်တောက်တန်ကိုကြားရတယ်။တခါတည်းကတဘာနေဝါလာဟုဟစ်အော်ကြသောအနှိတ်တွေတို့အတန်ကိုကြားရတယ်။အနှိတ်တွေများမှာ အများအားဖြင့်ဘိန်းစားများဖြစ်ကြအတန်မှာအိတ်ချင်မူတူနှင့်လူများဂဲနှင့်ထွက်ပစ်ချင်စရာကောင်းတယ်။သို့ကြောင့်တွင်အရာအမောင်းကောင်းကောင်းကာဂီပေါမီကာဂီအင်ဂျင်နှင့်လူတယောက်ကလည်းတဘာနေဝါလာဟုဟစ်အော်နေရာ ပလိမျက်စီတွင်မြင်နေမကြတဲ့အတွက်တစေတစောင်းကြည်ကြတယ်။ထိုအနှိမ့်တွေကလမ်းဘေးမှ စီဂရက်တူတစ်ခုကို ကောက်ယူပြီးနီးနှိရှူဖွာမှဘင်းစားပေါက်စအနှိမ့်တွေလက်တွေ့ဟုထင်ကာအမှတ်မဲ့နေကြတယ်။တောင်မြောက်ဒိုးယိုပေါက်နေသောလမ်းများတွင်က ပလိအမြင်မရှိရာလူသစ်အနှိမ့်တွေကတိုက်ဘေးတစ်ခုမှတိုင်များအကြားကြောဘက်သို့ဝင်သွားလေတယ်။ထိုလူလဲတိုက်ခန်းတစ်ခုရဲ့နောက်ဖေးနှစ်ထပ်သို့ ပြွန်တိုင်မှတွေ့တက်ကတကားဖွင့်ပြီးအတွင်းသို့ဝင်ရောက်သွားလေတယ်။ထိုအခန်းကလူနေသောအခန်းမဟုတ်ချေ။ထိုသူကအင်းရှိကန်းသို့ ထွက်လာ၍တောင်ဘက်တွင် ကလျက်ရှိသော အခန်းစီသို့အကဲခတ်၍နေလေတယ်။တခန်းလုံးမှာတိတ်ဆိတ်၍အိမ်မောကြနေဟန်တူတယ်။လူစုကအင်းရှိမှန်ပရင်းကိုဖွင့်၍အခြားအခန်းမှပွင့်လျက်ရှိသောအခန်းတဲသို့ကူး၍သွားလေတယ်။အခန်းတဲတွင်လေးဘက်ထောက်လျက် ဆေးလိမ်မီးပွားမျှတာတာရှိသောလက်နှိတ်တံမီးရောင်ဖြင့်တစ်ခါနှခါထိုးကြည့်ပြီးနောက်မိမိရဲ့ထွက်ပေါက်အတွက်ဒကမာကြီးကိုအသာဖွင့်၍ထားလေတယ်။တဖန်အခန်းထဲသို့ပြန်၍လာကဘီရိုတစ်ခုအနားသို့ကပ်လာတယ်။မိမိလိုချင်သောပစ္စည်းများကိုပြင်းမြန်စွာရှာဖွေလေတယ်။တခိုးမှာအဝတ်အစားများကိုအလိုမရှိစင်ရွှေပစ္စည်းများကိုသာ လိုချင်ဟန်တူတယ်။ထို့အခိုက် တခိုးရဲ့နောက်မှအေးဆက်ဆက်တစ်စုံတစ်ခုနဲ့လေကုတ်ကိုတိထားသဖြင့်တခိုးကအံအားတင်ရွှေ့နေစဉ်တမိများပွင့်၍လာလေတယ်။မိမအပန်းဖြင့်တခိုးတခိုးဟုဟစ်အော်တန်ကိုလည်းကြားရလေတယ်။တခိုးကအင်ရှင်က၆လုံးပြူနဲ့ဥွှေ့နေပြီဖြစ်သဖြင့်မလှုပ်တာပဲအကြောင်သားငေးရွှေ့နေစဉ်ရင်းမျိုးအရာရှိဥစောတဲ့ဆိုတာမင်းမကြားဘူးဘူးလား။ မင်းညအိမ်တက်ရင်ဒီလိုမိမယ်ဆိုတာမသိဘူးလားညလက်ဖြင့်6လုံးပြူးနဲ့ရွယ်လျက်ဘယ်လက်ဖြင့်နှင်းကို အုပ်လိုက်ရာတခိုးကလင်းမြန်စွာတင်းရှောင်းလိုက်ပြီးလျင်လင်းမြန်စွာတွန်းထုတ်လိုက်ကဦးစောသိန်းရဲ့ခြေထောက်ကိုဖတ်မိလေတယ်ဖတ်မိသည့်နှစ်တပြိုင်နက်စွဲလှဲ့လိုက်ရာနှစ်ဦးစလုံးဒူတပြိုင်ငါးတပြိုင်လုံထွေးနေကြရာဦးစောသိန်းကတခိုးရဲ့ရင်ဝါတို့6လုံးပြူးနဲ့အတင်းချင်ရွေနေတယ်တခိုးကလည်း ခြောက်လုံးပြူကန်သောလက်ကိုဆွဲကာတအားဖြစ်နှင့်နေလေတယ်။မိမများကသေးပါပြီ။တခိုးပါလာကြပါဟုစုညံစွာဟစ်အော်နေတော်လဲ။ရန်ကုန်ထုံးစံအတိုင်းတစုံတဦးမျှအပေါ်သို့မလာကြပဲမိမိတို့အခန်းမှဖွင့်၍တစည်းတစောင်းကြည့်ရှုနေကြလေတယ်။ဦးစောသိန်းနှင့်တခိုးကသူတပြန်ငါတပြန်ရှိနေကြစဉ်ခြောက်လုံးပြူကတခိုးလက်ထဲသို့ပါသွားသည်နှင့်တပြိုင်နက်ဦးစောသိန်းမှာ ချက်သေးသေး၍နေလေတယ်။ခုနကတခိုးအခုအနူချမ်းဖြစ်ပြီးလက်ဝတ်လက်စားတွေပေးကြ။တဲမာစွာပြောလိုက်ရာ မိမများကမီးဖိုချောင်းတို့ပြေးကြလေတယ်။ထိုအတွင်းလမ်းဘေးမှ ပလိတ်ခရာတံများကြားရသဖြင့်တခိုးကဥစောသိန်းအားတနက်နေ့ချင်းရင်းတဖက်ပရင်ပေါင်းမှအခန်းသို့ကူးလေတယ်။အောက်ကလူများမှတခိုးကူးသွားသည်ကိုမြင်ကြတော့လေကြောက်ခဲတလုံးမျှအလွဲတကူရှာမတွေ့သဖြင့် ။ဟိုမေဟိုဘက်ကူးပြီဟုသာပြောနိုင်ကြလေတဲ့။လူသူလဲများလာရာ ကလျာရှိသော အခန်းတကားကိုအတင်းဖွင့်ကြလေတဲ့။အခန်းတကားဖွင့်တော်လဲပလိများမှာတနက်ပါသူမရှိပေအခန်းအတွင်၌မှောင်မဲရွေနေသောကြောင့်အပေါက်ကသာစူရွေနေကြလေတဲ့။နောက်မှအကြံရသူတို့ကတနက်ကိုင်းတိုင်းသောပလိအရာရှိအိမ်သို့ပြေးကြလေတဲ့။ဇေမိနှင့်အတွင်မှာပင်အိမ်ရှိမှလူ90ခန့်ဝိုင်းလျက် လေကားပင် လူ၁၀ယောက်ခန့်တက်ပြီးနေစဉ်ဗလိအာရှိနှစ်ယောက်လဲ၆လုံးမြူကိုစီနှင့်လိုက်ရွေလာကြလေတယ်။ထို့အခါကြမှ အခြားသူများပါ အားတက်လာပြီးလျင်အခန်းဟိုဟိုတည်တည်တို့လက်နှိပ်တံမီဖြင့်ထိုးကြည့်ကြလေတယ်။ဗလိအာရှိများလဲအရဲစွန့်ကအခန်းတွင်သို့ရှာဖွေကြလေတယ်။အခန်းအမိုးနှင့်ဘေးတောင်များတွင် ကြည့်ရှုပြီးနောက်မိဘကန်အကူတို့လက်နှိပ်တံမီထိုးလိုက်ရာ လိတ်အမှုတန်းတယောက်မှာလန့်ရွေခုံလိုက်လေတယ်။အเจ้าမူကခြောက်လုံးပြူပြောင်းွားကတကားကြားမှထိုး၍ချိန်ထားသောကြောင့်ဖြစ်တယ်။ပလိတ်အရာရှိနှစ်ဦးလည်းပြန်၍လှည့်လာပြီးလျင်ခြောက်လုံးပြူရှိရာသို့လက်နေတမီနှင့်ထိုးထားလျက်ဟေးကောင်ခြောက်လုံးပြူချပစ်လိုက်ရမလား။ပူ၍ကျင်းဝါကြလေတယ်။တစ်ဖက်ရှိတခိုးကတုတ်တုတ်မြမလှုပ်တကားစီထားတဲ့အကြမ်းမှချောင်းကြည့်လျက် တစုံတူကိုပြစ်လိမ့်မည်ဟု တွေးထင်ကြဟန်ရှိလေတယ်။လူများလဲခြောက်လုံးပြူပြောင်းဝနှင့်လွဲအောင်ဘေးသို့ဖယ်၍နေကြရာပလိအရာရှိနှစ်ဦးကချွတ်နှင်းလျက်ခြောက်လုံးပြူပြောင်းဝဝဲရာဘက်စီမှအနားသို့ကပ်ကြလေတယ်။၎င်းတို့ရဲ့လက်တစ်ဖက်တွင်ခြောက်လုံးပြူကိုစီတကားဘွားသို့အသင့်ချိန်လျက်ဤသည့်နှစ်တပြိုင်နက်တကားကိုဆွဲဖွင့်လိုက်ရာခြောက်လုံးပြူကအောက်သို့ကျလာလျက်တခိုးအားအစအနာမျှမတွေ့ရတော့ချေ။ ထို့အခါကျမှတခိုးကခြုံလုံးပြူကိုတကားနှင့်ညှက်ထားခဲ့ပြီး နောက်ဖေးကဆင်းပြေချောင်းကိုရိပ်မိက အချို့မှပြုံးကြလေတယ်။နောက်တနေ့တရင်စာများတွင်ရှင်မျိုးအင်စပက်တာဦးစောသိန်းအိမ်တို့တခိုးဝင်သွားပုံတခိုးကိုဝိုင်းဝန်းဖမ်းဆီး၍ထွက်ပြေးပုံများကိုရန်ကုန်ထုတ်တရင်စာများတွင်ဖတ်ရှုကြရလေတယ်။ရန်ကုန်မြို့တရင်စာများလောက်တိုင်ပုံကညတကောင်ကျော်နှစ်နာရီအထိ ရန်ကုန်မြို့ပေါ်ကအဖြစ်အပျက်အရေးအကြီးသတင်းများကိုနက်နက်လေးမြင်လင်းချင်းဖတ်ရှုနိုင်အောင် စီစဉ်ကြတဲ့စာစီသမားဆက်သမားအချို့တညာလုံးမိုးလင်းအောင်အလုပ်လုပ်ကြရတယ်။ဥစောသိန်ကညကတခိုးကြံနေရသောစာတစောင်းကိုထပ်မံ၍ဖတ်ရှုနေတယ်။ရန်သူကိုစောသိန်ကိုစောသိန်အားရန်သူဟုရေးခြင်းမှာ ကိုစောသိန်သည်တိုင်းပြည်ဤရန်သူဖြစ်သောကြောင့် တိုင်းပြည်ဤရန်သူဖြစ်လျင်ကျွန်ုပ်ရန်သူ ဖြစ်သောကြောင့်ရေးသားရခြင်းဖြစ်ပါသည်ကျွန်ုပ်သည်အရင်ကမိတ်ဆွေဟု သုံးခဲ့ရာ နောက်အခါများတွင် တိုင်းပြည်ဤရန်သူမှန်သမျှကိုရန်သူဟုခေါ်ဝေါ်မည်ဖြစ်ကြောင်းယခုညလာရောက်သူမှာကျွန်ုပ်ဤတပည့်တယောက်ဖြစ်ကြောင်းကိုစောသိန်းတွင်ငွေအတော်ချမ်းသာ၍ RC ကစီးနေနိုင်သည်ကိုလည်းသိရသည် ထို့သို့နေနိုင်ခြင်းသည်လက်စားသောကြောင့်ဟုလည်းသိရသည် လက80ကျော်မျှရလျက် RC ကားနှင့်နေနိုင်သည်ကိုအထက်အရာရှိများအေးမယူချင်းမှဥပဒေမရှိ၍ဟုသိရသည်တို့ရာတွင်ကျွန်ုပ်မှကားဤကဲ့သို့မတရားကြီးပွားနေသူများကို ဆုံးမပေးရန်ဝတရားရှိသဖြင့်ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ပါသည်ကိုစောသိန်းသည်တရုတ်လျောင်တိတ်ဤဘိန်းအလုံး200အနက်10လုံးကိုသာလျောင်တိတ်ဤတပည့်တယောက်နှင့်လက်ပူးလက်ကျက်မိလီဟန် ကျန်190အားတရားဒိတ်အားလွှဲအပ်သဖြင့်တရားဒိတ်ထံမှငွေ2000ရရှိထားသည်29လမ်းကျင်ဟုတ်ဤဘိန်းပုံကုတ်ကင်းပုံဆိုင်မှအရေးကြီးသည်ဟုဆို၍တောင်းသွားသောငွေ900အခြားမှရထားသောငွေ100ခန့်စုစုပေါင်းငွေ3000ကျော်4000နီးပါးရှိသည်ဟုသိရသည်ထိုငွေများကိုဘန်တွင်အက်ကအထက်အစိုးရအမေးအမြစ်ခံရမည်ဆို၍မအံ့ဝန်ကြောင်းသိရသည် RC ကားကိုမူဆွေမျိုး၏ကားဟုပြောထားကြောင်းသိရ၏တို့အတွက်ထိုငွေကိုအလွယ်တကူခိုးယူရနိုင်မည်ထင်၍တပည့်ကိုလွှတ်လိုက်ခြင်းဖြစ်သည်။နောင်တရားခံမမိဘဲနေက အခြားသူကိုမထင်နှင့်တပြင်းတပည့်ဟုတိုင်ကြပါစောရတပြင်းထို့နောက်ဦးစောသိန်းကအကြံတစ်ခုရသဖြင့်စာရွက်ကိုအောက်ပိုင်းကဆုပ်လိုက်လေတယ်အထက်ပိုင်းကိုမူကားအစိမ့်စိမ့်အမှားမှားဖြစ်အောင် ဆုပ်ဖြဲပစ်လိုက်လေတယ် အောက်ပိုင်းမှာမညီမညွတ်အောင်ဆုပ်သဖြင့်ကိုအလွယ်တကူခိုးမမိဘဲနေက အခြားသူကိုမထင်နှင့်တပြင်းတပဲ့ဟု တိုင်ပါစောရာတပြင်းဟူသောအပိုက်သာကြံရစ်လေတယ်ထိုအပိုင်းကိုလည်းတဦးနှင့်တဦးလူရ၍ကြည်မွနေဟန်လုံးချေထားလိုက်လေတယ်မကြမီတစုံတဦးကတကားခေါက်သဖြင့်ဦးစောသိန်းကကိုတိုင်ထား၍ဖွင့်ပေးပြီးဟာဆရာပါလားကျွန်တော်အခုပဲဆရာစီလာမလို့ပဲ ဆရာဘဲကတတင်းကြကျုပ်ကြားလိုလာတာပေါ့မောင်စောသိန်းကျုပ်ကြားတာဟောတာပဲ စာရွက်တရွက်ကို ထုတ်ပြလေတယ်မိတ်ဆွေကြီးကို အောင်မြင်ရင်မျိုးရာဇဝအုပ်ကိုစောသိန်းစီမှာငွေသားကလေးရှိသဖြင့်တပည့်တရားကိုအခိုးခိုင်းပါသည်ကျွန်တော်ဒီတေချာပေါ့မဟုတ်ပါက မလွတ်ပါည9နာရီအချိန်အထိထိုငွေများအဝတ်ပြီးလို့ထားရှိကြောင်းသိပြီးအခိုးခိုင်းရာတပည့်ရှာနေစဉ်သူနှစ်တွေ့သွားခြင်းဖြစ်ပါသည် ရင်မျိုးပလိတ်စုံတော့တို့မှာအလုံကြီးကိုတော်ကြသဖြင့်မိတ်ဆွေကြီးအားသူမတိုင်ပင်ပဲနေမည်မဟုတ်ပါထို့အခါကြလျင်ဒီတချီလွတ်၍သွားတော်လဲနောက်တချီတေချာပေါက်ယူရမည်ဖြစ်ကြောင်းပြောပြပါသူအချောင်းကိုတော့မိတ်ဆွေကြီးတီးပြီးဖြစ်ပါလိမ့်မည်စောရတပြင်းသူဒီလို၆တော့ကြောက်ရမှလေလားဆရာမလုံနဲ့မောင်ဒီအကောင်ကလုံမယ်ဆိုရင်တေးသေးချာချာလုံမယ်အကောင်ဥစောသိန်းက ဟန်လုတ်တင်း၍ပြောရတော့လဲတပြင်းအကြောင်းကြားဖူးသဖြင့်ကြောချမ်းရွေသွားဟန်တူလေတယ်။ဦးအောင်မြင်ကစဉ်းစားသောအမှုအရာနှင့်မွန်စောသိန်းစီမှာငွေများမရှိဘူးလား။မရှိပါဘူးဆရာ။သူအထင်လွဲလို့ပါ။ကျွန်တော်မှာဒါကကလေး80လောက်ရတာ။ဘဲကငွေပိုရှိမှလဲ။လူတွေကပါကုန်ပြီ။ရှိကလို့ငွေပေးတာမဟုတ်ဘူး။ဒါဆိုမင်းက RC ကားတဲ့ကြီးနဲ့ဆိုတော့ထင်ကျင်စရာပဲကွ။ဒါကကျွန်တော်ဦးလေးကမြေတွေရောင်းပြီးငွေပို့လို့ဝယ်ပေးတာပဲ။သူဟာမသေးချာပဲမလုပ်ဘူးကွ။စားတဆောင်မှမင်းစီမရေးဘူးလား။ရေးတော့ရေးတယ်။သူ့တပည့်တခုကမပေးလို့အတင်းငူးလူယူရတာ။ဟောဒီအပိုင်းလေးသာရလိုက်တယ်။ရခင်စာရွက်စုပ်ကို ပြလေတယ်။အင်းဒီပိုင်းကိုကြည်ချင်းအဖြစ်စာတော်တော်များများရေးသွားတယ်ထင်တယ်။ ုတ်တယ်ဆရာကျွန်တော်ဘီယိုတဲ့ငွေ450တော့ထားဘူးတယ်ဒီလိုဘီယိုတဲ့ငွေထားတာဟာအိမ်အတွင်းလူသားသိရတာပဲ15နှစ်အရွယ်ခန့်အစီရံမလေးတယောက်ရှိတယ်ဒီကောင်မလေးလည်းရူးပုံရတာပဲဟဲ့မိတယ်လာခဲ့စမ်းစကားတစ်ဆက်တည်းလှမ်းရွေ ခေါ်လိုက်လေတယ်ဘာလဲကိုစောသိမိတယ်မရှိဘူးထွက်သွားပြီကိုဧည့်သည်နဲ့စကားပြောနေလို့ကျမမပြောသေးပဲစောင့်နေတာဇနီးဖြစ်သူက အင်ရှီကန်သို့ထွက်ရွေလာလေတယ်။ကလတ်ထိုင်းတစ်ခုတွင်ထိုင်ပြီးနောက်ဟော်ဒီမေသူစာဥရွေ့ထုတ်ပြလေတယ်။ဥလိနှင့်တော်တော်ရှင့်ကျမမပြောပိုက်၍ဤအိမ်မှထွက်ခွာသွားပါသည်။ဥနှင့်တော်တော်တို့ကို တိုင်ကြားလျင် တားမြစ်နေမည်ဆိုသောကြောင့်အဘုတ်တထဲကိုတစ်ခုနှင့်ဆင်းသွားပါသည်။ဘာမှယူ၍မသွားပါ။မယုံလျင်မမလေးမေးကြည့်ပါ။မတင်ဥသောတဲ့ကစာကိုဖတ်ပြီးနောက် သမီးကြီးမမကလေးကို ခေါ်၍မေးကြမမလေးကလည်းသူ့ရှိတွင်အကြထဲပတ်စံဆန်းဟန်နှင့်ဘာမှမပါကြောင်းပြပြီးဆက်ပြဝဲထွက်သွားတယ်။ပုံမှန်သာလို့ကြည့်တော့မိဖို့ရေအိုစင်မှာဒီစာတွေ့တာပဲ။ပူ၍ပြောဆိုလေတယ်။ဒါဖြင့်ဒီကောင်မလေးကတရှိုးပဲဆရာဒင်းလမ်းပြမှာပဲ။ဟုတ်ရှင်ဟုတ်မှာပေါ့။ဒါပေမဲ့ဘာပြောက်တယ်ညာပြောက်တယ်ဆိုပြီးကက်ကိုမတိုင်ပါနဲ့ကွယ်။ပြီးတာပြီးပါစေ။ နောက်ကိုသတိထားဖို့ဟုတ်ကဲ့ဆရာဦးအောင်မင်းကနှုတ်ဆက်ထွက်ခွာသွားလေတယ်ဦးစောသိမ့်မှာမိမိပစ္စည်းများပြောင်မပြောင်ကြည့်ရှုရာတစုံတရာပြောင်ချင်းမရှိတော့လေကလေးမလေးလမ်းပြ၍ဤသို့ဖြစ်ရသည်ဟုဒေါပွားကကောင်မလေးထွက်ပြေးကြောင်းအုတ်တဖျားငကတရန်နှင့် လက်တော့တရန်စုစုပေါင်းငွေ60ဖိုးခန့်ခိုးယူသွားကြောင်းနှင့်ကတ်တို့တိုင်ကြလိုက်လေတယ်ပလိမ့်များကား မိမိတို့ထံလာပြီးတိုင်ကြားလျင်ဝတရားရှိသည့်အတိုင်းမေတ္တင်ဤအဆက်အနွယ်တွာလာတက်ရာတို့ကိုလိုက်လံဆုံဆန်း၍နေကြလေတယ်။ဦးစောသိန်းကိုယ်တိုင်လည်းမေတ္တင်အရင်ကနေဘူးသောအိမ်များသို့တွာရောက်ဆုံဆန်းလေတယ်။တို့ကြတွင်နေကုန်သည့်တိုင်အောင်မေတင်ဤအစအနာကိုမတွေ့ရချေည9နာရီတွင်ကတစုံတူကတကားကို ခေါက်ပြန်လေတယ်ဦးစောသိန်း၆လုံးပြုတ်အသင်ကိုင်လျက်ကိုယ်တိုင်ဖွင့်ရွေပေးရဟဲ့ ်မဲသိမှာလားနင်းဘဲသွားလေအမိုက်မှလေလာလာဦးရွှေခေါ်ရမဲသိမှာတယောက်တည်းမဟုတ်အသက်40ကျော်အတော်ကြီးတယောက်လည်းပါလာလေတယ်အင်စပါတာမင်းရဲ့ကျမတူမလေးအလွန်ယူပါတယ်အခုပလိတ်ကမှာအင်းကခိုးထွက်ပြေးတယ်ဆိုလို့မဟုတ်ရာကြောင်ရှင်းမလို့လာတာပါဟာသူပြန်လာအောင်လုပ်တာပါဘယ်မှာအမှုလုပ်ပါမလဲ၆လုံးပြူကိုခါတရေအိတ်တွင်ပြန်ထည့်ဟာ အင်းရှိသူခေါ်ခဲ့လေတယ်။အတော်ကြီးကမိုးရွာ၍ချမ်းနေသဖြင့်တပတ်တစ်ခုကိုခြုံရွေးထားလေတယ်။ဦးစောသိန်း၏အကြံမှာကလေးမအားချော့မော်ပြီးတပင်းအားတူလန်းပြချောင်းတီးရကရိုက်ပုတ်ပြီးအချုပ်ထောင်သို့အမိဟုကြံစီထားဟန်ရှိလေတယ်။ကြိုက်မဲ့တဲ့။ငင်းဒီအိမ်ကဘာလို့ထွက်သွားတာလဲ။ကျမမပြောပိုက်လို့ပါဦးရဲ့။စာရေးထားခဲ့တာပဲ။ငင်းကိုမပြောအောင်ငါကဒီလို လက်နှင့်ရမည်အလို့ရှေးဘင်းစဘတ်နှင့်အတော်ကြီးကဥစောသိန်းလက်ကိုဖမ်းထားပြီး အကျိုးအကြောင်းကောင်းကောင်းပြောပါဆင်းရဲတဲ့သူကိုဘာဖြစ်လို့နှိပ်စက်ချင်ရတာလဲတဲဒီကောင်မကြီး ချမှာပဲဥွှေ့စကားမဆုံးသေးခင်မှာပဲဥစောသိန်းမှာမျက်လုံးပြူရွှေ့နေလေတယ်အကြောင်းမူကားအတော်ကြီးရဲ့ညာလက်တွေ၆လုံးပြူတလက်ထုတ်လျက်အသင့်ချိန်ထားပြီးတော့ကြောင်ဖြစ်တယ်အော်ငါလက်ခွေမှာပဲ ရင်မျိုးပဲလှုပ်ပြီးဒီလောက်အာရသလားကတ်တိုင်ခံရတဲ့ကောင်မလေးကမင်းစီအင်တိုင်ရာရောက်လားအဖန့်ခံပါမလားငါတော်သက်ပြင့်ကွယ်ထိုရင်မဲတင်မြင်၍အင်စီကံမိမများလဲဝိုင်းလာကြရာ လူစုပြီးဖြစ်ပြီ gain မင်းတို့လည်းဟိုနာစုနေကြအော်ရင်တော့တက်ပြစ်ခဲ့မှာပွေပြစ်ချင်းချောက်ထားရာအလုံးငြိမ်၍နေကြလေတဲ့ gain မဲတဲ့ မိမရီမအောင်နိုင်အောင်တယောက်ချင်းပါဇက်အဝတ်ဆုပ်ကျိုးနေတော့သူ့ကိုတော့နောက်မှစီမံမယ်။ဦးရွှေဦးစောသိန်းခါကခြောက်လုံးပြူကိုဆွဲနှုတ်ယူလိုက်လေတယ်။မဲတင်ချီတုပ်ပြီးနောက်ဂိုင်းညခံွေပဲမလဲ။ဘီယိုထဲမှာမညာနဲ့ညခါတခုံးနှိုက်တဲ့နေရာမှာမင်းမထားဘူး။မှန်မှန်ပြောမပြောရင်အသေးတော့မတတ်ဘူး။ခြေထောက်တစ်ဖက်ဖြတ်ခဲ့မယ်။အတော်ကြီးရဲ့စူးရှာသောမျက်လုံးက ဦးစောသိန်းရဲ့စိတ်နှလုံးကိုတုန်လှုပ်ခြောက်ခြားစေလေတယ်။မျက်စိစူးသောအတော်ကြီးကထို့သူပြောခြင်းမှပင်ဦးစောသိန်းရဲ့ရှာအင်းကြီးအတွင်းအိတ်ဖုံးတွေကငွေဆက်ကူအထက်များကိုဆွဲယူလိုက်လေတယ်။အတော်ကြီးကငွေဆက်ကူများကိုစစ်ဆေးပြီးနောက်ကိုင်နာလူ9မိနစ်လောက်ရုံးရင်ပြုတ်နိုင်တဲ့ခြီးနီးကလေးနဲ့ချုပ်ခဲ့မယ်။ခြီးတုပ်ပါဇက်ဆို့ကဖြည်းဖြည်းထွက်ခဲ့ကြလေတယ်။9မိနစ်ခန့်အတွင်း ဤသူမျှတတိမချာမီသောတူကြီးနှစ်ယောက်ကလမ်းချတစည်းနှင့် ထွက်ခွာသွားလေတော့တယ်။သရီးယာမဂဇင်းအောက်တိုဘာလ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။